ဦးစင်းပထမဟောပြီးပြီအမိဝင်းနေကခြေလက်ကိုကောင်းနေရစလာတော့အမေဖျက်တတ်တာလည်းမဟုတ်ငါကုံကအပြင်ရောက်ရင်လူနဲ့တူအောင်ဆိုပြီးတော့နော်မျက်စိတွေမျက်လုံးတွေနှာခေါင်းတွေနာယူတွေအသေးတွေအဆုပ်တွေဦးတွေအကြောတွေ ဒါရင်ငါလှုပ်ခဲ့တာမဟုတ်ရင်ဒါသည်ငါမဟုတ်ဘူးငါဖန်တီးခဲ့တာမဟုတ်ဘူးငါကငါလူဖြစ်အောင်ငါလှုပ်ခဲ့တာမဟုတ်ရင်ငါပိုင်ငါကိုဆိုတာမှန်ပါမလားအဲ့မမှန်တဲ့သဘောလေးကိုညာနဲ့မြင်လိုက်ပါငါမဟုတ်တဲ့သဘောလေးကိုညာနဲ့မြင်လိုက်ပါအဲ့လိုဆက်ကဆက်ကပြောမယ်ကလလရေကြီးသရေတီတဲကအဲ့ဒီလူတို့မျက်စိနဲ့မမြင်နိုင်တဲ့ကလလရေကြီးသရေတီအားနေပြီးတော့အဖြစ်တည်ပြီးပြီးရေကြီးရေနောက်တွေဖြစ်လာခဲ့တာအဲ့အချိန်မှာယောက်ျားမိန်းမငါပဲသူပဲငါနာမည်ဘ누구ပဲငါသည်ဘာလူမျိုးပဲဘာပဲညာပဲပါသလား အဲ့ငโกရေရှိလို့လားမရှိတာလေးကိုငโกရေကကလလရည်ကြီးတွေကမရှိပါလားရှိလက်ကိုကောင်းတဲ့ရန်ဆိုတာယုတ်တရားကံတရားကလူခန္ဓာနဲ့တူအောင်တဖြည်းဖြည်းချင်းတဖြည်းဖြည်းချင်းကံတရားကတိဆောက်လာပါလားအဲ့ဒီအချိန်မှာအပြင်ရောက်တဲ့ခါကျတော့အမိခင်ကနှိုးကြိုတိုက်တဲ့ခါကျတော့ဆက်လက်ဆက်လက်ပြီးတော့ခြေသေးတွေလက်သေးတွေကိုယ်တွေချက်မကြည့်ဘူးလားအဲ့ဒါဆိုနှိုးရည်မှာခြေသေးလက်သေးတွေပါလား ဒါရှိသေးလဲတဲ့ဒီဘာလို့ရှိတာနှုတ်ရည်ဆိုတာရှိလားဓာတ်ကြီးလေးပါပဲစာမင်းဆိုတာရှိလားဓာတ်ကြီးလေးပါအားလုံးဓာတ်လေးပါနဲ့ပြန်ချုပ်တယ်ဓာတ်လေးပါနဲ့မချုပ်ချင်အကယ်၍အဲ့ကိုမွေးတဲ့သားအမေရမွေးတယ်နှုတ်ရည်မထွက်လို့ဆိုပြီးတော့စိတ်နှုတ်တိုက်တော့လက်ချီလက်သေးမထွက်ဘူးလားစိတ်ကြိုတွေထွက်လား ကံကလူခန္ဓာတိဆောက်တော့ကျန်တဲ့ဓာလီပါအာဟာရကလည်းလူခန္ဓာနဲ့သရံတူအောင်ပဲကံကတိဆောက်သွားတာမိခင်ကခလေးမွေးတယ်ငါခလေးမွေးပြီးပြီကဲနှိုးလို့ခြင်းနဲ့နှိုးရီတိုက်မှဖြစ်မယ်ဆိုပြီးတော့ကဲငါသွေးတွေရနေပြီးနှိုးဖြစ်စေဆိုအမေဖန်တီးတာပါလားဒါပေမဲ့ခလေးရတဲ့အချိန်မှာ तू ကသူ့နှုတ်ရည်ရလဲအစင်းသိဖြစ်မနေဘူးလားငါလောက်တာလားခလေးရဲ့ကံတရားနဲ့မိဘရဲ့ကံတရားနဲ့ပေါင်းစပ်ပြီးတော့သူ့ရနေပြီးတော့နှုတ်ရည်ဖြစ်ရတယ်။ဖန်ဆင်းသူရှိလားငါသဘောရှိလား ကိုင်းရင်သဘောတရားတွေအရာတွေကစချဲ့ပြီးတော့နားလို့ရှင်အနာတလက္ခဏာပေါ်တယ်အဲဒီပုံမှာနှလုံးသွင်းအဲဒီစိတ်နဲ့နေအဲဒီပုံမှာနာကြအဲဒီစိတ်နဲ့မွေးနေအဲဒါမဟာကုသကံယူသွားဟုတ်ပြီလားစိတ်နဲ့တရားနဲ့စိတ်နဲ့တရားနဲ့တွဲ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 နေမသေးခင်အဲ့တော့မှအာစိနကံအာကောင်းမှအာသနကံအကျူးပြီးမယ် သဘောပေါက်ပြီနော်အဲ့တော့အနတ္တလက္ခဏာဒီ32ခရတာကမ္မဋ္ဌာန်းအစုဝေးအင်္ဂါ၄အဲ့ဒါတွေကအမေဘေဗန္ဒီတာမဟုတ်ငါမဟုတ်အတိတ်ကပြုတဲ့ကံကြောင့်ဂုဏတော်ဒေါ်သီယဟန်ဘဝဒီဘဝမိမခန္ဓာဖြစ်တာယဟန်ဘဝနေငါဘငါမိမခန္ဓာဆောက်တာလားကံဆောက်သွားတာလားအဲ့တော့ဒီဘဝခန္ဓာဒီငါခန္ဓာလို့ဆွဲလို့ရပါမလားအဲ့ဒီသဘောကိုညံနဲ့အောင်ပြုပြီးတော့ဒီခန္ဓာကိုကြီးကလည်းငါဆောက်ထားတာမဟုတ်ဘူးလို့သိလိုက်ပါ အဲ့ဒီသဘောကိုညံနဲ့မြင်းပြီးတော့ခဏ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 အာယုံတခါပြုရင်မဟာကုသိုလ်စိတ်တွေရတယ်ဒီအဝန်းထဲမှာပြည်တန်တဲ့ဗရမ ्या တွေထဲတာအဲ့လောက်တမှုမရှိဘူးယူလို့မရဘူးလားရတဲ့အချိန်ကိုမဖြုံးပါနဲ့ဟုတ်ပြီနော်အေးအဲ့တော့ဒီလောကကြီးမှာတဲ့ကံသစ်တွေပြုကြတော့အတိတ်တကကံဟောင်းတွေခံတဲ့ပုံစံတွေကလည်းခံကြကံသစ်တွေကလည်းပြုကြတဲ့လောကကြီးမှာကံသစ်ကဟောင်းရောနေတဲ့ကြောင့်ဘဝဆိုတာဇတ်သိမ်းနေလို့ရှိပါတော့မလား ်အေးအဲ့တော့မှဘသူကြောင့်ဘယ်ဝါကြောင့်ဘာကြောင့်လို့မပြောပါနဲ့ဘာမှမတွက်ပါနဲ့တော့ကိုစံရသည်လဲဝမ်းမြောက်ပြီးမဲ့မနေပါနဲ့ကိုခံရသည်ဖြစ်လဲဆုံးနေပြီးသူများအပြစ်မတင်ပါနဲ့ဒီခန္ဓာသည်ကံဆောက်ထားတဲ့ခန္ဓာမို့လို့ကံတရားကဖန်တီးနေပါလေကံတရားကိုယ်တိုင်မြင်ပါတဲ့ပုံကိုမမြင်ပါနဲ့သဘောပေါက်ပြီလား